ရောက်နေတော့မှဒီနေ့ရဲ့တနေ့တာပေါ့နော်ဘကောကနေပြီးတော့မပြောင်းခင်အချိန်လေးအတွက်မှညနေပိုင်းမှာတော့ဒီဖြူတာလောင်းဗုဒ္ဓရုပ်ဝါတော်မြတ်ကြီးကိုလာရောက်ဖူးညွှတ်တာပဲဖြစ်ပါတယ်အတူတူဖူးညွှတ်ကြရအောင်နော် ဒါဘကိုးမြို့မှာရှိတဲ့ဆွေသားလျောင်းလျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးပေါ့နော်လျောင်းတော်မူရုပ်တော်ရုပ်ပွားတော်မြတ်ကြီးကိုပူတွေ့ရတာလေတကယ်ကိုနော်ဒီအာယုံငယ်တောင်းတဲ့ကိုဝင်လိုက်ပြီဆိုတာနဲ့စိတ်ထဲမှာအေးချမ်းပြီးတော့နော်ကိုယ့်ကိုယ်ကိုလုံခြုံသလိုခံစားရတယ်ဖျားကြီးကိုကြည့်ရတာဒီဥကောင်းတော်ကနေပြီးတော့ဟိုချစ်ပွားတော်တိကို ေကြီးပဲဥတိုင်ရတာဟုတ်ပါနော်ရေဘက်ထဲမှာဥတိုင်ရပြီးပြည့်သွားတယ်ပြည့်သွားတယ်လို့ခံစားရတယ်ဟုတ်တယ်တော်လေးလက်တက်ပဲနော်တော်တက်ပဲမျက်နှာတော်ကိုကြည့်လိုက်မျက်နှာတော်ကလည်းပြုံးတော်မူပြီးတော့မျက်လုံးတော်ကလည်းကမဟာကယူနာတော်နဲ့ပေါ့နော်အပြည့်ဝနဲ့အသက်ဝင်ပြီးတော့တကယ်ကိုတင်ညိုပွေရအစင်းနဲ့ပြည့်စုံတယ်တကယ်ပြည့်စုံတယ်ပြီးတော့ဆိုဘကိုးကိုလေတနေ့လုံးဘကိုးတစ်ခွင်ဖျားတွေဖူးလာရင်အထင်ကရနေရာတွေသွားလာရင်လည်းဒီနေ့သွားတာတခုပြောရရင်တော့ပင်မန်းနေဒါပေမဲ့ညနေပိုင်းနောက်ဆုံးပေါ့เนาะဒီဖျားကြီးကိုဖူးမယ်ဆိုပြီးဝင်လာတဲ့အချိန်မှာစိတ်အေးချမ်းသွားရဲ့ဘကိုးမြို့မှာရှိတာက အဲ့လိုမရောက်တော့မူရုပ်ပွားတော်မြေသုံးသူရှိတယ်သုံးသူပထမတစ်သူကကျတော့နောင်တော်ကြီးရုပ်ပွားတော်လေနောင်တော်ကြီးရုပ်ပွားတော်ကြီးကတော့သူကတော့အာယုံကတစ်သောင်းနေပါတယ်တော့သူကတိဆောက်ထားခြင်းမရှိဘူးတောက်လို့လည်းမရဘူးလို့ပြောတယ်ပေါ့နော်သူကတော့အဲ့နောင်တော်ကြီးရုပ်ပွားတော်ကြီးကတော့ဒီတရားတော်မူထဲမှာဘကူမြို့မှာအကြီးဆုံးပဲပေါ့ဒါကတော့ရွှေသားလျောင်းရွှေသားလျောင်းကကျတော့ဒါကဒုတဲ့အဖြစ်အငယ်ဆုံးပေါ့နော်နောက်ပြီးတော့ဟိုဘက်မှာဆိုရင်စင်သားလျောင်းရုပ်ပွားတော်ကြီးဆိုတာရှိတယ်တင်တော်ရုပ်ပွားတော်ကြီးဆိုတော့ဒါအလေအလက်ပေါ့နော်ဒီဒုတိယအလေအလက်အဲ့တော့ဒီတောင်းတော်မူကိုတော်ကြီးကိုဖူးတွေးရတာကမြတ်စွာဘုရားကလေညာ အချိန်ဆက်တဲ့အခါမှာပေါ့နော်ဒီဥကောင်းတော်ပေါ်မှာအဲချိန်ဆက်ပြီးတော့ဒီပေါ့ဒီဘာဝနာကြီးပွားပြီးတော့ပေါ့နော်အားလုံးကိုဒီဒီလောကတတဝါတွေအားလုံးကိုမေတ္တာပို့နေတဲ့ပုံစံမေတ္တာပွားနေတဲ့ပုံစံကိုဖူးတွေ့ရတာတကယ်ကိုစိတ်ထဲမှာအေးချမ်းမှုအပြည့်အဝခံစားရတယ် ခဏပြောတဲ့ဖြားတွေကိုလည်းနောက်တစ်ခေါက်ကြရင်လိုက်တော့ခါကြရင်လိုက်ပုံပဲအခုကတော့ဒီရွှေသားလုံးရုပ်ပါတော်ကြီးဖူးဖူးကြီးဆိုတော့ကိုတို့ဒီဘက်မှာအခုမြို့မှာမဟာသီရီဆိုတာနိုင်မကြီးတဲ့အဲ့ဒါမဟာသီရီကိုသွားဖူးမယ်နော်အခုဒီနေ့ကတော့ဖြားတွေစုံသွားပါပြီဒီတော့မဟာသီရီကိုသွားပါမယ်နောက်လည်းဘယ်ဖြားတွေဝင်ပါဦးလဲဆိုတော့စောင့်ကြည့်ပါတော့ ဝခီးစင်လေးကိုတော့နောက်ဆုံးအနေနဲ့ဆူတောင်းပြဆွေတော်ရှင်မဟာစီရီတော်မြတ်ကြီးကိုကုမြကြီးညိုရင်းနဲ့အဆုံးသတ်ပါရဲဖြစ်ပါတယ်ရောက်လာတာကတော့မကုန်းမြို့မှာရှိတဲ့မြင်းတော်မင်းတရားကြီးတည်ထားကိုခဲ့ကြတဲ့မဟာသေးတော်ကြီးမှာဖြစ်ပါတယ်။မြင်းတော်မင်းတရားကြီးကတော့ ဘွဲခံတာကတော့သင်ပြူများရှင်ဘင်းတော်မေရယာကြီးဆိုပြီးတော့ဘွဲခံတယ်။ဒါကတော့ဘင်းတော်မေရယာကြီးအဋ္ဌံခဲ့တဲ့အောင်မီပေါ့နော်။အောင်မီမှာအရင်နှင်းမယ်နှင်းပြီးမှညားသွားပြီးတော့ဖူးမယ်။သင်ပြူများရှင်ဘင်းတော်မေရယာကြီးရဲ့အောင်မီဒီမှာအောင်မြင်နေရာကနေပြီးတော့ဘုရားကြီးကိုဖူးကြည့်ပါဦး။တကယ်ကိုတတ်ပယ်ပြီးတော့ညံတော်ကြီးကမြင်မှားစွာဖူးတွေ့ရတယ် ီမာသီရီရဲ့ညံတော်အမြတ်ဆိုရင်ပေါ့နော်ဒီဖနက်တော်ကနေပြီးတော့စေမှုတော်စီဒီကို333ပဲရှိတယ်တဲ့ညံတော်အဖြစ်333ပဲညံ့တယ်ဟုတ်တယ်ရွှေရုံကုန်စီထက်ကိုပို့ပြီးတော့ညံ့တယ်ရွှေရုံကုန်စီက326ပဲပဲရှိဒါက333ပဲဆိုတော့ရွှေရုံကုန်စီထက်ကိုပို့ပြီးတော့ပို့ပြီးပို့ညံ့ဟုတ်တယ်ညံတော်ပို့ညံ့တယ်ပေါ့ မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်အခုလိုဖျားဆီးညင်လိုက်တဲ့အခါမှာအကုန်လုံးကစိတ်အေးချမ်းမှုခံစားရတယ်နော်ဟိုပီတိလေးဂျီနုပီတိရဲ့စိတ်တွေလည်းဖြစ်လာတယ်နောက်ပြီးတော့လည်းဒီဖျားကလည်းဖုံးမြော်အကျိုးတအားလေးအဲ့လိုနဲ့တယ်လို့လေအဲ့လိုမျိုးခံစားရင်းနှဲမှလေနော်ပီတိတွေရောနောက်ပြီးတော့အေးချမ်းမှုကတော့တကယ်တော်တော်လေးကိုအေးချမ်းတယ်ဖျားရဲ့ဒီပရဝန်တော်နဲ့လည်းပါမယ်ထင်တယ်ဒါပေမဲ့ဒီဖုံးမြော်တာကတော့တော်တော်အေးချမ်းတယ်